မင်္ဂလာပါဒါကလက်ကီ channel ပါဒီနေ့စရာ ပြောပြမယ့်အကြောင်းက ရှေးတုန်းကလူတွေဟျူဝတ်လုတ်ခဲ့ကြတဲ့ဟျူဝတ်ချောပါဘာကြောင့်ဆုံးလောင်းမယ့်အချိန်လက်အုပ်ချီပြီး မနှဲသောမန်တန်ဒူလီကိုရွတ်ဆိုတာဟာတာမန်ထက်ကိုပိုးပြီးကြီးကျယ်တဲ့ကောင်းမှုကို ဖြစ်စေတာလေရှေးတုန်းကလူတွေဟာဆုံးလောင်းရမင်းဆိုတာနဲ့မြန်မြန်မလုပ်ကြဘူး တီတီငင်ငင်ရက်ပြီးလက်အုပ်အရင်ခြီးကြတယ်။ဘာကြောင့်လဲဆိုရင်လက်အုပ်ခြီးခြင်းဟာ ကောင်းတာလုပ်မဲ့အခါစိတ်ကိုတန်ရှင်းအောင်ထားကြည့်ခြင်းလို့ယုံကြည်ကြတယ်။ကောင်းတဲ့ပစ္စည်းကိုဖုံးကြီးအားလှူဒန်းမဲ့အခါစိတ်ကိုအရင်တန်ဆင်းသလိုပါပဲ။နောက်တစ်ချက်ကရှေးလူတွေယုံကြည်ကြတာကစိတ်တီတီငင်ငင်စွာနဲ့ကောင်းမှုပြုရင်စိတ်အလင်းအမြန်နဲ့ ်တွန့်တိုးနေတဲ့စိတ်နဲ့ပြူတာထက် ကောင်းမှုကပိုပြီးထိရောက်တယ်ဆိုတာပါပဲ။ဒါကြောင့်သူတို့ဟာ အမြဲတမ်းလက်အုပ်အရင်းချီကြတာပါ။စိတ်ထဲကတိတ်တိတ်တာတာရွတ်ဆိုကြတဲ့မန္တန်ဟာ အစံတကျဲအာနီတင့်ကြောင်တစ်ခုတည်းမဟုတ်ပါဘူး။ဒါဟာ ကျွန်တော်လူရဲ့စိတ်ကိုယရနာသုံးပါအပေါ်အာယုံပြုမိအောင်လှုပ်ဆောင်ခြင်းဖြစ်ပါလေ။ကိုကိုကိုတတိပေးသလိုပါပဲ။ အခုလုပ်နေတာက စင်ကြဲတဲ့ကောင်းမှုပါလို့စိတ်ကတီးကြီးထန်ရှင်းသွားတဲ့အခါလုပ်တဲ့ကောင်းမှုဟာလေတာမန်ထက်ကို ပိုပြီး ထင်ရှားတဲ့ကောင်းကျိုးကိုဖြစ်ထွန်းပါတယ်ဒီနေ့အထိအသုံးပြုနေကြတဲ့မန္တန်ကတော့ဘုဒ္ဓံတရဏံဂိဿာမိဓမ္မံတရဏံဂိဿာမိသံဃံတရဏံဂိဿာမိဘာသာပြန်ရင် ဂျေဇုတော်ရှင်မြတ်စွာဘုရားတရားတော်တန်ဃာတော်တို့ကို ကိုးကွယ်ရာဟူ၍စီးကပ်ပါ၏ဒီကောင်းမှုကြောင့်ဒီနေ့အထွာ ကောင်းကျိုးများဖြစ်ထွန်းပါစေစုံမလောင်ခင်ဒီစာစာသုံးချောင်းကို စိတ်ထဲကနေရွတ်ပါ တကြည်လက်အုပ်ချပါ စိတ်တစ်ခုငြိမ်းချမ်းပါစေယုံကြည်ချက်တခွန်းဟာတနေ့တာလုံးကို အမှန်တကယ်ပြောင်းလဲစေနိုင်ပါတယ်။လှုပ်ကြည့်ပါ။ခုနှစ်ရက်လောက်ပဲလှုပ်ကြည့်ပါ။တင့်ဘဝဟာ ပြောင်းလဲသွားတာကိုတိတိတသားခံစားရမှာပါ။ကောင်းတဲ့အရာတွေအစင်ပြီးချောမွေ့ပြီးစိတ်ချမ်းသာမှုတွေဟာတင့်ကိုယ်တိုင်ခံစားသိရှိနိုင်တဲ့ပုံစံမျိုးနဲ့ဝင်ရောက်လာမှာပါ။ကောင်းတဲ့အရာဟာခက်ခဲစရာမလိုပါဘူး။ဒီလိုရိုးရှင်းလွယ်ကူတာလေးတယောက်ပါပဲ။ လုံရင်းရလတ်ကောင်းကိုတွေ့ကြုံရမှာပါ